အရွယ်ရောက်ပြီးသားလူတော်တော်များများအပေါ့နော် money management ကိုတော်တော်လေး weak ဖြစ်ကြတာတွေ့ရတယ်ပေါ့နော် emergency fund ကိုအာဘယ်လောက်အထည်စုထားတင်တာလဲဘယ်လိုစုတင်တာလဲပြီးရင်ကိုယ့်ရဲ့နေစဉ်စားတောက်စရိတ်တွေသွားလာစရိတ်တွေ bills တွေအစားစုစုပေါင်းကဥပမာတစ်လကို10သိန်းလောက်ကုန်တယ်ဆိုလို့ရှိရင်ဒီ financial guidance ကဘာပြောထားလဲဆိုရင်အနည်း ားလုံးပဲမိင်္ဂလာပါရှင်ဒီတစ်ပတ်မှာတော့ financial times တဲ့ကဘောနော်ဖတ်လိုက်ရတဲ့ article တစ်ခုကိုဒီ channel လေးနဲ့လည်းသက်ဆိုင်မယ်လို့ယူဆတဲ့အတွက်ပြန်လည်းဝေမျှခြင်းပါတယ်သူရဲ့အဓိကခေါင်းစဉ်ကတော့ဗာလဲဆိုတော့ financial guidance for everyone ပေါ့နော်လူတိုင်းအတွက်အသုံးဝင်မဲ့ဗဏ္ဍာရေးဆိုင်ရာလမ်းညွှန်ချက်တွေပေါ့နော်အဲ့ဒီတဲကတော်တော်များများကတော့သူ့အရှိကဘလော့ကီမှာပြောထားပူပီးသားတွေရှိပါတယ်ရှင့် အဲဒါပေမဲ့ဒီ article လေးကိုပြန်ပြီးတော့ဝေမျှတာဖြစ်တော့ဒီ article လေးထဲမှာပါတဲ့အချက်လေးဒီအတိုင်းပဲကိုရဲ့ဒီ environment နဲ့လည်းကိုက်ညီမဲ့ထင်တဲ့အချက်လေးတွေကိုလည်းပြန်လဲဝေမျှချင်ပါတယ်။တချို့ဟာလေးတွေကတည်ပြီးသားပါပဲ။ဒါပေမဲ့ပြန်ပြီးတော့ revision လုပ်တယ်လို့သဘောထားပြီးတော့ပဲပြန်လဲဝေမျှဖွင့်ပြပါရှင်။တကယ်တော့ကျမတို့ဒီအရွယ်ရောက်ပြီးသားလူတော်တော်များများပါတော့နော်။ management management ဒါမှမဟုတ်လို့ရှိရင် ော်တော်လေး weak ဖြစ်ကြတာတွေ့ရတယ်ပေါ့နော် even အာ high educated ဒါမို့ရင် fully education ရှိတဲ့လူတွေတောင်မှ money management ရဲ့အရေးပါပုံကိုအဲလေလူရှုထားကြတယ်ပေါ့နော်အဓိကတော့ဘာဆောင်လဲဆိုလို့ရှိရင်အဲကျမတို့ရဲ့ဒီ education system မှာလည်းဒါကိုအဓိကမတင်ကြခဲ့ကြဘူးပေါ့နော် အမတင်ကြခဲ့ရတာလဲပါတယ်လို့ကျမတို့မိဘတွေကလည်းခလေးဆိုလို့ရှိရင်လူငယ်ဆိုလို့ရှိရင်ငွေရေးကြေးနဲ့မသက်ဆိုင်ဘူးဆိုတဲ့သဘောမျိုးယူဆတဲ့အတွက်ကြောင့်မို့ငငယ်တွေကလည်းဒီကိစ္စကိုတင်ကြားခံရတာနေပါတယ်ပေါ့နော်တင်ကြားမခံရဘူးလို့တော့မဆိုလို့ပါဘူးတင်ကြားခံရမှုခံရနိုင်ခြင်းပါစံတွေနေပါတယ်ပေါ့အဲ့ဒါကြောင့်မလို့ကျမတို့တော်တော်များများဟာအိပ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေကြတယ်အထူးသဖြင့်ကိုကိုကို အဝင်ဝင်ကောင်းတယ်ပေါ့လစာကောင်းတယ်လို့ယူဆပြီးတော့အဲဒီ short term long term financial plan တွေ financial objectives တွေအဲခြားရာတွေအားနေပြီးတော့စိတ်ကြိုက်သုံးဆွဲတဲ့အခါမှာအိတ်အိတ်ပေါက်နဲ့ဖောက်တော့တဲ့ condition မျိုးတွေဖြစ်လာတယ်ပေါ့အဲ့တော့ဒီအောက်က financial guidance lady ကကျမတို့အားလုံးအတွက်အသုံးဝင်လိမ့်မယ်ပေါ့နော် finance ကိုနားလည်တဲ့လူရောနားမလည်တဲ့လူရောအားလုံးအတွက်အသုံးဝင်လိမ့်မယ်လို့ယူဆပါတယ်ဒါပေမဲ့ ဒါဟာ money management ဖြစ်တဲ့အတွက်ကြောင့်မလို့ good starting point အနေနဲ့ဒါဘုဟုသုတတစ်ခုအနေနဲ့ဒါမှတ်ယူပြီးတော့ဒီလာသုံးဆွဲတင်တယ်အဲဒါပေမဲ့ဒီထဲမှာပြောထားတဲ့အတိုင်းအတိအကျလုပ်ရမယ်လို့တော့မဆိုလို့ဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်ရောက်နေတဲ့အဲ financial condition ဝင်နေတဲ့ဝင်ငွေပြီးရင် spending power ပြီးရင်ဘတ်ဂျက်ရေးဆွဲမှုတွေပေါ်မှာမူတည်ပြီးတော့လဲကွဲပြားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုပြောတဲ့ financial guidance တွေကတော့စုတူပြုသဘောအနေနဲ့ဒါအသုံးပြုပြီးလိုအပ်တယ်လို့ upgrade လုပ်သွားတဲ့နေအလိုတော့အကြံဉာဏ်ပေးချင်ပါတယ်အဲ့တော့စလိုက်ကြရအောင်နံပါတ်1အနေနဲ့ကတော့50 30 20% rules for budgeting income ပေါ့ ဒါဟုတ်ကိုစူအရင် blog လေးတစ်ခုမှာ50 30 20 golden rules အဖြစ်နဲ့အသေးစိတ်ပြောပြခဲ့ပူပါတယ်အဲပထမတော့ဒီ point လေးကို skip လုပ်လို့စဉ်းစားပေမဲ့လည်းဒီညမှာတော့အကြမ်းဖျင်းအနေနဲ့ပြန်ပြောရရင်ကိုရာရှိတဲ့ဝင်ငွေရဲ့50%ကိုကိုယ့်ရဲ့ necessities တွေအတွက်သုံးရမယ်။ဥပမာအိမ်ခါအတွက်လားအိမ်ခါနေတဲ့လူဆိုရင် housing rent အတွက်ပြီးရင်ကိုယ့်ရဲ့စားစရိတ်၊တောက်စရိတ်၊သွားလာစရိတ် bills တွေအတွက် 50%တောင်းရမယ်30%ကိုကြတော့ကိုဘွားရဲ့လိုအပ်ချက်တွေဖြစ်တဲ့ကိုယ့်ရဲ့ဝါသနာကိုကောင်းတဲ့ပေါ်တဲ့နေရာမှာကိုယ့်ရဲ့ networking အတွက် dining out လုပ်ရတဲ့ဟာမျိုးတွေဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့ခီးထွက်ဖို့ exposure ရဖို့ခီးထွက်တာဖြစ်ဖြစ် relax ရဖို့ခီးထွက်တာတွေဖြစ်ဖြစ်အဲ့ဒီဟာအတွက် budget အနေနဲ့30%ကိုရထားသုံးဆွဲတင်တယ် 占တဲ့20%ကိုတော့ကိုယ့်ရဲ့ financial goals အတွက်သုံးသင့်တယ်ဥပမာ financial goals အတွက်သုံးသင့်တယ်ဆိုတဲ့နေရာမှာကိုကကားလုံးပေးဖို့ရှိတယ်ဆိုလို့ရှိရင်ဒီကားလုံးကိုဘယ်လိုမြန်မြန် pay off လုပ်မလဲဆိုတာမျိုးအတွက်ဖယ်ထားပြီးတော့သုံးစွဲသင့်တယ်ဒါလို့ဘာလုံးမှမရှိဘူးဆိုရင်လည်းကိုယ့်ရဲ့ retirement plan အတွက်စုဆောင်းတာမျိုးတွေလုပ်ရမယ်နံပါတ်2ကတော့10% rule of the retirement plan ပေါ့အဲ့တော့ဒီနေရာမှာကျမတို့အားလုံးဟာအလုပ်တစ်ခုရလိုက်ပြီဆိုလို့ရှိရင် ဝင်ဝင်ဝင်လာပြီဆိုလို့ရှိရင်ဒီလောက်ကကိုယ့်အတွက်တသက်စာမြဲနေတဲ့အလုံးလိုလိုအဲတည်ရမလားဒီဝင်ဝင်ရပဲအဲဘဝအမှန်ကန်ချက်ကြီးပေးထားတယ်လို့လို့ねကျမတို့ကပျော်ရွှင်စွာနဲ့စိတ်ကြိုက်သုံးဆွဲကြတယ်ပေါ့နော်အရလာတဲ့ဝင်ဝင်ပေါ်မှာဟာအာကုလူချင်တာတွေဝယ်ပြစ်တာတို့ခီးတွေထွက်ပြစ်တာမျိုးတွေအဲ့အမျိုးတွေလောက်ကြတယ်ပေါ့အဲ့တော့အဓိကအကောင်ဆုံးဥပမာက COVID-19 ဆိုတဲ့ pandemic လို့ဟာမျိုးမထင်မှတ်တဲ့ အဲအရာတွေဖြစ်လာတဲ့အခါမှာကိုဟာအချိန်မရွေးအလုပ်ပြုတ်သွားနိုင်မယ်ဆိုတဲ့ awareness ကိုကျမတို့အားလုံးရလိုက်ကြတယ်။ပြီးရင်ကိုပိုင်လုပ်ငန်းဆိုရင်တော့မှ raining days လို့မျိုး business ကောင်းနေတဲ့အချိန်ရှိသလိုမျိုးအဲချက်ချင်းခန်းချောက်သွားနိုင်တဲ့ condition မျိုးတွေလည်းရှိနိုင်တယ်။အဲ့တော့အဲ့ဒီဟာတွေအားလုံးကိုကြိုတင်စီစဉ်ပြီးတော့ plan လုပ်ထားတဲ့အနေနဲ့ အဲဒါမှမဟုတ်လို့ရှိရင်အဲ့ဒါတွေဘာမှမဖြစ်ခဲ့ဘူးဆိုရင်တော့မကိုယ့်ရဲ့ time ကိုကိုယ့်ရဲ့စိတ်တန်းကြစီမံခန့်ခွဲပိုင်ခွင့်ရှိအောင်လို့ early retirement plan ကိုကြိုတင်ရေးဆွဲထားတယ်နဲ့ဒါကြောင့်မလို့ဒီ10% rules for retirement ကဘာကိုပြောလဲဆိုရင်ကိုရရှိနေတဲ့ဝင်ငွေရဲ့10%ကိုကိုယ့်ရဲ့ retirement plan အတွက်ကြိုတင်ပြီးတော့စုဆောင်ထားတယ်လို့အကြံဉာဏ်ပေးထားတယ်ပေါ့နော်ဒါပေမဲ့ financial expense တွေကဒီလိုမျိုး မရေရာမတင်စားမှုတွေနဲ့ပြည့်နေတဲ့လောကကြီးမှာပေါ့နော်အခုလိုအချိန်ခါမျိုးတွေမှာဆိုရင်ねအ ਨੇ ဆုံး20%ကိုတဲ့ retirement plan တွေတဲ့ကြိုတင်ပြီးတော့တဲ့ပြင်ဆင်စုဆောင်ထားတဲ့နေတဲ့အဲ့တော့ကျမကဒီနေရာမှာအကြံပြုချင်တာကတော့10%ကိုတော့ retirement plan တွေစေအစုဆောင်ထားပြီးတော့ဂျန်နဲ့10%ကိုတော့ကိုယ့်ရဲ့ emergency fund စနေနဲ့စုဆောင်ထားတဲ့နေမမြင်ရတဲ့အခြေအနေတွေဖြစ်လာခဲ့မယ်ဆိုရင်ကိုယ့်အတွက်ခူးတာခံစားရှိအောင်ပေါ့ ဲ့တော့ number 3ချက်နေနဲ့6 month rule for emergency fund ပေါ့အဲ့တော့ခုန emergency fund ကိုအာဘယ်လောက်အထည်စုထားတဲ့နာလဲဘလို့စုတဲ့နာလဲဘလောက်စုရမလဲဆိုတော့မင်းကုန်နေပေါ်လာတယ်ပေါ့နော် အဲ့တော့ပေါ်လာမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လားစဉ်အတုံးစရိတ်ထဲကမရှိမရှိမဖြစ်မတုံးမဖြစ်သုံးရတဲ့အတုံးစရိတ်ခုနလိုမျိုးအိမ်ခါနေရတဲ့လူဆိုရင်အိမ်ခါက mortgage လုံးပေးနေရတယ်ဆိုရင် mortgage လုံးအပါပေါ့နော်ပြီးရင်ကိုယ့်ရဲ့နေစဉ်စားသောက်စရိတ်တွေတွာလာစရိတ်တွေ bills တွေ telephone bill electricity bill အဲ့ဒီအားလုံးရဲ့လားစဉ်အတုံးစရိတ်တစ်လစာစုစုပေါင်းကဥပမာတစ်လကို10သိန်းလောက်ကုန်တယ်ဆိုလို့ရှိရင် ဒီ financial guidance ကဘာပြောထားလဲဆိုရင်အနည်းဆုံး6လစာပေါ့နော်6လစာဆိုတော့360အနေနဲ့ emergency funds တဲမှာရှိနေတင်တယ်တဲ့အဲ့တော့ဒီနေရာမှာ financial expert တွေကဘာထပ်ပြောထားလဲဆိုရင် rules အရတော့ emergency funds က6လစာအနည်းဆုံးကဘာဖြစ်တင်တယ်အဲဒါပေမဲ့အခုလို့အချိန်ကာလကြီးကဘာကြီးကလည်းနေမကောင်းတဲ့အချိန်ကာလကြီးမှာ ဆိုလို့ရှိရင်အ ਨੇ ဆုံး emergency funds တဲမှာကိုယ့်ရဲ့မရှိမဖြစ်သုံးရမယ့်လာစဉ်အသုံးစရိတ်ရဲ့တစ်နှစ်စာကာပါရှိနေတာတော့ကိုယ့်တက်ပို့ပြီးတော့ safe site ဖြစ်တယ်ပို့ပြီး secure ဖြစ်တယ်လို့အကြံဉာဏ်ပေးထားပါတယ်အဲ့တော့အရေးကြီးဆုံးကဒီညမှာမှတ်ရမှာကကိုယ့်ရဲ့ budget ကဘလောက်ပဲကျက်တဲနေပါစေဘလောက်ပဲခက်ခဲနေပါစေ emergency fund အတွက်အရင်ဖယ်ထားရမှာဖြစ်ပါတယ် ။နောက်နံပါတ်၄အချက်အနေနဲ့ကတော့20% rule for buying at home ပေါ့နော်။ကျမတို့ကအိမ်လောကကြီးမှာကြားဖို့မှာပေါ့နော်။အဲကားမရှိရင်နေအိမ်ပိုင်ရှိဖို့တော့လိုအပ်တယ်။အဲ့တော့အေကိုပိုင်အီလေးတလုံးရဖို့အတွက်ဆိုရင်100% cash down payment ပေးပြီးဝယ်နိုင်တဲ့လူတွေအတွက်ကတော့ထားလိုက်ပါတော့။တကယ်လို့ mortgage loan ကိုယူပြီးဝယ်ရမယ်ဆိုလို့ရှိရင်ဒီ financial guidance ကအကြံဉာဏ်ပေးထားတာတော့ cash down payment ကိုအနည်းဆုံး20%ချပါ။ ကျန်တဲ့80%ကိုပဲလုံးဝဖြစ်နေယူပါတကယ်လို့ကိုက20%ထက်ပိုပြီးပေးနိုင်တယ်ဆိုလို့ရှိရင်လည်းပိုပြီးတော့ပေးပါအဲ့တော့ဒီညမှာသူပြောတာမှန်တယ်တကယ်လို့ cash down payment ပိုပြီးပေးနိုင်လေကိုရဲ့ loan interest ပမာဏကနည်းသွားအဲ interest ပမာဏကိုလည်းဘဏ်နဲ့ကိုကညှိနိုင်တဲ့ bargaining power တက်လာမယ် ပြီးရင်ပလုံးပမာဏပေးမှန်ပမာဏကိုလည်းကိုကနိုင်နိုင်နေနေပေးနိုင်တယ်ပေးနိုင်အောင်စီမံခန့်ခွဲနိုင်စွမ်းရှိလာမယ်ပေါ့နော်အရှင်းဆုံးပြောရရင်တော့ financial burden အရန်တက်မလာတော့ဘူး monthly payment plan ကလည်းကိုနိုင်တဲ့ဝင်နေကနေပြီးတော့ပေးရတာဖြစ်တဲ့အတွက် financial burden အရန်မတက်ဘူးပြီးရင်လုံးယူတဲ့ပမာဏနည်းတာဖြစ်တဲ့အတွက်ကိုရဲ့ financial freedom ဖြစ်နိုင်ချေ financial objectives ကိုလည်းနှိစက်ဖို့ပုံမပြီးတော့ လွယ်ကူသွားတယ်ပေါ့အဲ့တော့ဒီ20% rule for buying a home ကတကယ်လို့ဟာ loan pay mortgage loan ကိုယူလို့ရတယ်အနည်းဆုံး10%ပေးရင်ရပြီဆိုတာနဲ့ဝန်တာအရာနဲ့10%လေးချပြီးတော့ယူတာထက်စားလို့ရှိရင်ကိုပေးနိုင်သလောက် cash down payment ကိုပေးပြီးတော့ယူခြင်းအပြင်ကိုယ့်ရဲ့ financial burden ကို short ချနိုင်ပြီးတော့ financial freedom ဆိုတဲ့ objectives ကိုပုံမှန်နှိစက်သွားမှာဖြစ်ပါတယ်နောက်တစ်ပတ်ဒီမှာဒီ financial guidance for everyone ဆိုတဲ့ article တွေကဂျန်နယ်ချက်တွေကိုဆက်လက်ဝင်မှာပြီးသွားမှာဖြစ်ပါတယ်။တစုံတရာအကျိုးရှိလိမ့်မယ်လို့ယူဆပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။